ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိနိုင်ငံတော်ရဲ့အတိုင်ပင်ပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ချမ်းမတ်54နေကိုမြေတဝက်ခွဲပြီးရောင်းချဖို့အကိုဖြစ်သူဥအောင်ဆန်းဦးရဲ့ရှောက်ထားမှုပေါ်ဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေဖွဲ့ကကန့်ကွက်ခဲ့တယ်လို့သိရပါဗျ။နိုင်ငံတော်ရဲ့အတိုင်ပင်ပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေဖွဲ့ကဥအောင်ဆန်းဦးရှောက်ထားမှုကို မနေ့ကဇွန်လ9ရက်နေ့ကကမာရွတ်ခရိုင်တရားရုံးမှာကန့်ကွက်လွှာတင်သွင်းခဲ့တယ်လို့ရှေ့နေဖွဲ့နဲ့နှီးဆက်သူတွေစီကသိရပါဗျ။ ကံကွက်လွာတင်သွင်းမှုနဲ့ပတ်သက်ပြီးလာမယ့်ဆွန်လဒုတိယပတ်ဆနေနေ့မှာတရားရုံးကအမိန့်ချဖို့ချိန်ဆခဲ့တယ်လို့သိရပါဗျ။ဥအောင်ဆန်းဟွာခြံမတ်54ကို၄ချိန်တိုင်လေးလံတင်ရောင်းချခဲ့ပြီးရောင်းမထွက်တဲ့အတွက်ခြံတဝက်ကိုအရင်ရောင်းချပေးဖို့မေလအတွင်းကပြုလုပ်ခဲ့တဲ့ရုံးချင်းမှရှောက်ထားခဲ့တာပါ။အဲလို၄ချိန်မြောက်လေးလံပွဲပြတ်ပြီးနောက်ပိုင်းမှာဥအောင်ဆန်းကဒေါအောင်ဆန်းစုကြည်ဘက်ကလေးလံကြံခင်းစေတတ်မှတ်ပေးဖို့တင်ပြခဲ့တယ်လို့လည်းသိရပါဗျ။ ။ဦးအောင်ဆန်းဟာအခုမေလ29ရက်ကပြုလုပ်ခဲ့တဲ့ရုံးကျင်းမှာတော့မြေ1.3အေကကျန်ဝန်းနဲ့ခြံမှတ်54နေကိုဒေါန်ဆန်းစုကြည်နေထိုင်တဲ့နေအပိုင်းကိုခြံပြီးကျန်မြေခွက်ကိုအရင်ရောင်းချပေးဖို့တောင်းဆိုလာတာဖြစ်ပါတယ်။အဲ့ဒီတောင်းဆိုချက်ကိုဒွန်ဆန်းစုကြည်နဲ့တွဲဆောင်ခွင့်မရတဲ့အတွက် ရှေ့နေအဖွဲ့ကတရားရုံးကိုကန့်ကွက်စာတင်ခဲ့တယ်လို့လည်းသိရပါတယ် မူလကချမ်မတ်54ရဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုလောင်ဆန်းစုကြည်က ပိုင်ဆိုင်စေပြီးတထက်တိုင်းနဲ့ကြံမြေတဝက်ကိုဥအောင်ဆန်းကပိုင်ဆိုင်စေဖို့2016ခုနှစ်မှာရန်ကုန်အောင်ပိုင်းခရိုင်တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ် အဲ့ဒီအမိန်ကိုဦးအောင်ဆန်းကမချေနှက်တဲ့အတွက်ခြံဝင်းတစ်ခုလုံးကိုလေလံဆွဲရောင်းချပြီးတန်မိုးငွေကိုတယောက်တဝက်ခွဲယူဖို့အယူခံဆင့်ဆင့်တင်သွင်းခဲ့ရာ2022ခုနှစ်မှာဦးအောင်ဆန်းရဲ့ရှောက်ထားချက်ကိုအာနာသိန်းစစ်ကောင်စီလက်အောက်ခံတရားရုံးကခွင့်ပြုခဲ့တာဖြစ်ပါတယ်။